အပေတကားပိတ်ချင်ဘယ်လိုလုပ်ရမလဲအပေတကားပိတ်ဖို့အတွက်ဘာလုပ်ရမလဲဘာနဲ့မှ အပေတကားပိတ်လို့ရမလဲအားလုံးပဲမင်္ဂလာပါရှင်တရားဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကုသိုလ်ကောင်းမှုလုပ်ပြီးအပေရလွတ်သွားတဲ့ပုံကိုယ်ရေမရှိနိုင်ဘူးလားဆိုပါစို့ဒါနကောင်းမှုလုပ်တဲ့သီလဆောင်တည်တဲ့ကမ္မထံဘာဝနာပွားများအားထုတ်တဲ့သို့တော်တောဒဗန်ဆိုတဲ့အစင်မရောက်ဘူး အဲ့ဒီပုတ်ကိုအပယ်မလွတ်ဘူးလားလို့ပြောရင်လွတ်နိုင်ပါတယ်လို့ဖြေရမယ်။အပ္ပထံပါဠိတော်မှာဆိုရင်အမျိုးကောင်းသားတယောက်ဟာဖျားတဆူကိုပန်းပွင့်လေးတစ်ပွင့်လှူလိုက်တာနဲ့60တကဘာအပယ်မလားပဲနဲ့နောက်ဆုံးကြတော့အဲ့ဒီပန်းလှူတဲ့ကုသိုလ်ကိုအကြောင်းပြုပြီးယဟန္တာဖြစ်ပြီးတော့ပြိဋိဘံဆန်းသွားတယ်။အပယ်တကားတော့ပွင့်နေတယ်။ပွင့်နိုင်ကြတာမှမဟုတ်ပဲကိုတကားပွင့်နေတိုင်းအဲ့ဒီတကားပေါက်ကထွက်တာဟုတ်ရဲ့လား။တကားကတော့ပွင့်ခြင်းပွင့်နေမှာပဲ။ သို့တော့တကားတဲ့မဝင်လို့ရှိရင်တော့မရောက်ဘူးပေါ့ကုသိုလ်ကောင်းမှုလုပ်နေတဲ့ပုံကိုယ်ရီဟာတာမန်ကုသိုလ်ရီနဲ့အပေတကားပိတ်တယ်လို့ပြောလို့မရဘူးအာမခံချက်မရှိဘူးသို့တော့အပေကိုကြမှာလားလို့မေးရင်ကြချင်မှကြမယ်ပေါ့ဘသူကဆွဲတင်တော့ဆိုရင် ကုသိုလ်ကံတွေကဆွဲတင်ပေးနေမှာဒါလည်းအင်မတန်အခြေအနေကောင်းနေမှာပါအခြေအနေမကောင်းရင်လည်းမရနိုင်ပါဘူးခုနကပန်းလေးတစ်ဝင်းလှူတာနဲ့60တကဘာအပယ်မလားဘူးဆိုတာ ဒီပန်းလေးတဝင်းဆိုတဲ့ကုသိုလ်ကောင်းမှုကနေပြီးတော့ကဲသွားတာလားဆိုတော့အဲ့လိုလဲတွက်လို့မရပါဘူးဘလို့ယူဆရမလဲဆိုရင်ဖယားကိုရည်စူးပြီးတော့ပန်းလေးတဝင်းလှူတာကိုအကြောင်းပြုပြီးကောင်းတဲ့ဘုံဘဝရောက်သွားတယ်ကောင်းတဲ့ဘုံဘဝရောက်တဲ့အခါကုသိုလ်တွေဆက်လုပ်တယ်နောက်ဘဝလည်းကုသိုလ်တွေဆက်ဆက်လုပ်တယ်ကုသိုလ်တွေဆက်ဆက်လုပ်သွားလို့အပေမကြတာပါဒီဘဝမှာပန်းလေးတဝင်းလှူထားတယ်ကောင်းတဲ့ဘုံဘဝရောက်သွားတယ်မိမိရော့ရော့နေပြီးတော့အကုသိုလ်တွေလုပ်မယ်ဆိုရင် ငရဲကြမှာပဲလေပန်းလေးတဝက်လှူတာနဲ့ဒီကုသူကနေကဲသွားရေဆိုတာကဒီကုသူရဲ့စွမ်းရည်တက်တီကိုဖော်ပြတဲ့အနေနဲ့မျှဝေပေးတာပါတကယ်အတိတ်ပဲယူရမှာကပန်းလေးတဝက်လှူလိုက်လို့ကောင်းတဲ့ပုံဘဝရောက်သွားတယ်အဲ့ဒီကောင်းတဲ့ပုံဘဝရောက်တဲ့အခါကုသူတွေဆက်ပြီးလှုပ်တယ်လှုပ်တဲ့အတွက်ကြောင့်ကောင်းတဲ့ပုံကနေကောင်းတဲ့ပုံကိုရောက်ပြီးနောက်ဆုံးမှာဖះနဲ့တွေ့လို့ယဟန်နာဖြစ်ပြီးပြိဋ္ဌိနိဗ္ဗာန်ဆန္ဒပါပဲဟောဒီလိုအတိတ်ပဲမျိုးကိုဆိုလိုတယ်ဒါကြောင့်မို့ကုသူကံတွေဆိုတာ အားကိုးထိုက်ပါတယ်အားမကိုးထိုက်ဘူးမဟုတ်ပါဘူးသို့တော့အပေတကားပိတ်သလားလို့မေးရင်တော့အပေတကားပိတ်တယ်ဆိုတာနိဗ္ဗာန်တကားဖွင့်နိုင်မှ အပေတကားပိတ်တယ်လို့ဒီလိုမှတ်ရတယ်။ဒါဖြင့်နိဗ္ဗာန်တကားကိုဘာနဲ့ဖွင့်မလဲ။နိဗ္ဗာန်တကားဖွင့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဝိပဿနာနဲ့ပဲဖွင့်လို့ရတယ်။နိဗ္ဗာန်တကားဟာဝိပဿနာနဲ့ပဲသွားရမယ်။ဝိပဿနာကျင့်စဉ်မကျင့်မဲနဲ့နိဗ္ဗာန်တကားဖွင့်နေဆိုတာလောကမှာမရှိပါဘူးတဲ့။ဟုတ်ကဲ့ပါရှင်။ ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည့်ပြီးအပေတကားပိတ်ကကုသိုလ်တရားပွားများနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။